ားလုံးမဲမင်္ဂလာပါရှင်မေလီရဲ့ Audio Book YouTube Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလီကုတင်ဆက်ပေးမယ်ပုံမြင်လေးကတော့ဖန်ခွဲစာတိတာဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်ရှင်မသေးစိတ်ခင်မေလီရဲ့ Audio Book YouTube Channel လေးကို Like ရယ် Subscribe လေးနဲ့ကြည့်ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်တစ်ခါတော့ကဇနီးဖြစ်သူတည်ဆုံသွားတဲ့အတွက်တတိကျန်နေတဲ့အဖိုးတော်ရှိတဲ့ အဖိုးကမှသားသုံးခါရှိရဲ့သူတို့ဟာအိမ်နာကိုစီနဲ့အမိုးအဖိုးဝင်နဲ့အတူမနေနိုင်ကြဘူးအဖိုးကအိုမန်းမစွမ်းဖြစ်လာတော့သူတယောက်တည်းဘဝကိုဘယ်လိုဖျက်ဆီးရမှာလဲဆိုတာစဉ်းစားရင်မအိပ်ပျော်နိုင်အောင်ဖြစ်လာခဲ့ပါတယ်မိုးတောက်ခံနီးအချိန်မှာအကြံတစ်ခုရလိုက်တာအဲနဲ့တငယ်ချင်းလက်သမားဆရာကိုတွားတွေ့ပြီး တစ်တာကြီးတလုံးလောက်ခိုင်းလိုက်ပါတယ်တစ်တာရတော့ဒုက္ခလောက်ရောက်နေတငယ်ချင်းစီကဒုက္ခလက်အဟောင်းကိုတွားဝယ်လိုက်ပါတယ်ပြီးတော့အဖိုးဟာဖက်ထဲရောက်နေမိတ်ဆွေစီတွားပြီးဖန်ခွဲစားတွေတောင်းယူလိုက်ပါတယ်အင်းရောက်တော့တစ်တာတဲကိုဖန်ခွဲစားတွေအပြည့်ထည့်ပြီးဒုက္ခလောက်နဲ့တင်းစိထားလိုက်ပါတယ်သူ့သားတွေကတစ်တာကြီးကို တွေးလိုက်တယ် ဘာတိတာကြီးလဲအဖေအဖေစူဆောင်းထားခဲ့တဲ့ပစ္စည်းတွေပါ အဖေတိတာကချွေချဲငွေချေးတွေဖြစ်မယ်ကွာဒါဆိုငါတို့အလဲကျအဖေကိုစောင်းချောင်းမှဖြစ်တော့မယ်ပထမအပတ်မှာအငယ်ဆုံးသားအဖိုးကိုနဲ့လာနေပြီးစာရေးစာတောက်ပြီးကျမရေးကိုပါဂီဥ်ဆိုင်ပြုစုပြီးတော့တယ်အဖေဒါလေးစားလိုက်ပါဦးအညောင်းပြေလာအဖေနောက်တစ်ပတ်မှာ တားလဲရဲ့အလဲပြီးတော့တားကြီးဆုံးတို့ကအလဲကြမှာစောက်ချောက်ကြမယ်တားလာပြီးရဲ့ဖေးအဖိုးဟောကတားတွေရဲ့ကိုတဆိုင်အပြုမှုနဲ့ကောင်းမှုစွာနေထိုင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့အဖိုးဟောကအမကျန်းဖြစ်ပြီးတည်ဆုံးသွားခဲ့ပါတယ်တားသုံးယောက်ဟာတစ်တားကြီးကိုအလုံးအရှိမှတူတူဖွင့်လိုက်ကြပါရဲ့ သူတို့ထင်တယ်လို့ရွှေတယ်ငွေတယ်တွေမရှိနေပဲဖန်ခွဲစားတွေကိုပဲတွေးရပါတယ်အဖေကမအားတို့ကိုလှဲစားလိုက်တာပဲအမန္တဝင်ခံရရင်ဒီတစ်တာကြီးတာမရှိခဲ့ရင်အဖေကိုငါတို့လေးယူရှုမိအောင်ပါပဲအဖေကိုဒီလိုလဲစားဖို့အတီးကတွန်းအားပေးခဲ့တာ ကျွန်တော်တို့ကိုယ်တိုင်ပါပဲတာကြီးဆုံးကတန်ဖိုးချီတာများ ရှင်မလားဆိုပြီးဘန်ခွဲစားဒီအားလုံးတွန်းချလိုက်ပါတယ်။တင်တို့ရဲ့အဖေနဲ့အမေကို မတည်ခင်ကောင်းကောင်းဆုတ်ဆောက်ကြပါ။ပုံမြင်လေးရတော့ဒါပါပဲရှင်။ကြည့်ရှုခြင်းတော့မေလီရဲ့ Audio Pop YouTube Channel လေးကို Like and Subscribe လေးနှိပ်ကြပါအောင်ရှင်။ကျေးဇူးများတင်ပါရှင်။